င်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လင်းတက်ဆက်ပေးနေတာဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးတာများဖတ်ကြားခြင်းတော်တူ DPP အစီအစဉ်ပြန်လည်ထုတ်လင်းဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီဒီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဒီဟုတ်ကဲ့မင်္ဂလာပါခေါင်းကျော်ရေပက်စီတိဆက်ပေးနေတဲ့ကျမတို့ရဲ့ Dot 2 DPP စီစဉ်ဒီတစ်ပတ်အတွက်ထုတ်လင်းမဲ့ချိန်ပြန်ရလာပါပြီရှင် ဟုတ်ကဲ့ပါမသိဒီဒီတစ်ပတ်မှာပေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးစာကတော့ဒီရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကပေးပို့လာတဲ့ပေးစာနဲ့အရင်ဆုံးစပြီးတော့ဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင် .2dpp မှာအခုနဲ့အမမင်္ဂလာပါရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခိုင်တိုက်ကြီးမြို့နယ်ရွာသားနဲ့တော်ခရမ်းကြကတအားခွေးုံကလက်စင်မီကိုညအချိန်မတော်မှသွတ်ပေးပါတယ်မင်းဆိုမိုးလင်းတာနဲ့ဖြတ်ပလိုက်ပါတယ် နှစ်ဘက်ဆိုရင်တော့လုံးဝမီးမယားရှိပါဘူးကြေးရွာအုပ်ချုပ်ရေးမှုတွေကလည်းအလုံးမလုံးပါဘူးတိုက်ကြီးမြို့နယ်လျှက်စစ်ဝန်ကြီးများကလည်းဆောင်ရွက်ပေးခြင်းမရှိသလိုတိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှုကလည်းထိရောက်စွာဆောင်ရွက်ပေးခြင်းမရှိပါဘူးကျွန်တော်တို့ကို နေရောညပါသုံးကျင်လို့လျှက်စစ်မီတာကို စိမ့်ကို10နဲ့ချီပြီးတော့မီတာကိုယူထားတာပါတလမှာမီတာ300တာက15ရက်လောက်ပဲသုံးရပါတယ်နှိမ့်ဘက်ဆိုရင်တော့လုံးဝမသုံးရတာတစ်နှစ်ကျော်ပါပြီ တိုင်းဒေသကြီးမှာလျှက်စစ်ဝန်ကြီးများသိရှိစေရန်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီး KI ဒါတိုက်ကြီးမြို့နယ်ဒီရွာသားနဲ့တော်ခရမ်းကြားထဲမှာရှိတဲ့ဒီတအားခွဲရွာနေပြီးတော့ဒီလျှက်စစ်မီးဒါနှိညဘက်မှာပဲပြေးတယ်နှိဘက်ဆိုရင်လုံးဝမပြေးတဲ့အကြောင်းဂျေတာပြေးပို့လာတဲ့ပေးတာကိုတော်တူ GDP စီစဉ်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာ ုတ်ကဲ့ပါကောင်ကျော်ကြီးအခုတစ်ခါညီမဖတ်ပြပေးမယ်ပေးစာကတော့ဘယ်ဒေတာပေးဖို့လဲဆိုတော့မြေးထားဘောเนาะအသက်89နှစ်ရွယ်အဘတယောက်ရေးသားလာတဲ့ရေးဖွင့်စာပါရှင်မင်္ဂလာပါတဲ့ပြောပြရစီအဘကအသက်89နှစ်ရှိပါပြီမြန်မာနိုင်ငံမှာလုံခြုံမှုရှိတော့တာနိုင်ငံတကာကမသိရဘူးလားလို့မေးစင်ပါတယ်အဘရဲ့မိကလေးအခုနှစ်9လပိုင်း9ရက်နေ့ကပေါ်တာဆွဲခံခဲ့ရပါတယ်ပဲနုပ်ပြီးအပြက်မှာဆွဲခံရတာပါအခုတော့တည်သွားပါပြီဒါကြောင့်အဖိုးတယောက်အနေနဲ့ဘယ်လိုမှမခံစားနိုင်ပါဘူး ဒီမီလေးမှာတနှစ်သားကလေးနဲ့အမျိုးသမီးကျန်ခဲ့ပါတယ်။ဘလို့ဆက်ပြီးနေထိုင်စားတောက်ရမလဲစဉ်းစားလို့တော့တွေးဝင်စရာ ဖြစ်နေပါတယ်ဆိုပြီးတော့ရင်ဖွင့်ရေးသားလာပါရှင်။ကဘာမသိအခုလိုမျိုးဒီစစ်မှုထမ်းဥပဒေကြောင့်ပေါ့လေ။အစစ်မှုထမ်းနေရတဲ့အခြေအနေတွေဒီပေါ်တာဆွဲခံနေရတဲ့အခြေအနေတွေကကျွန်တော်တို့ရဲ့ဒီတော့တူဒီပီပီစီစီမှာဆိုရင်အပတ်စဉ်အပတ်တိုင်းလိုလိုတက်ခံရရှိနေတဲ့ပြည်သူတွေရဲ့သောကတွေနဲ့ရေးသားထားတဲ့ပေးစာတွေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်ပေးစာတစ်စောင်ကတော့ ကိုအောင်ကျော် DBB ကျွန်တော်စာကိုပပယ်လိုက်ပါနဲ့ခင်ဗျာဟုတ်ကဲ့ပါဖျားပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့မှာရှေ့ကလာမယ်ကြီကိုမကြောက်ရပဲနောက်ကကြီကိုကြောက်နေရပါတယ်ဒါရီအန်ကြီးကတောင်းရှိသူတွေသိအောင်ပြောပေးပါခင်ဗျာမနစ်ကအခွန်တွေကိုတွားကြထိုးရန်ကအစဓမြက်စီဆုံးစိတ်ကြိုက်ကောက်ကြပါတယ်ပြည်သူတွေမှာတော့စီတပိတ်သာ2000ခွဲ3000ပေးပြီးတော့ဝယ်နေရပါတယ်ကျန်တဲ့မီးဖို့ချောင်းသုံးပုံချောက်တွေအကုန်ဈေးကြီးပြီးတော့ပေးဝယ်ချရပါတယ် ကုန်းတွေစီကကောက်တဲ့အခွန်ကတမျိုးပကဖားတွေရဲ့မှတ်တမ်းကတမျိုးပါဒါရီကိုပြည်သူတွေကမကြိုက်လို့ကုန်းတွေကလူစုပြီးတော့ပအဖားကိုသွားပြောတော့လာပါတယ်ပအဖားခေါင်းကြီးပိုင်းတွေကစစ်မြေပြင်သွားမဲ့တက်စိတ်တစိတ်လို့ယူနီဖောင်းအပြည့်အစုံလက်နက်အပြည့်အစုံနဲ့ပခုံးထမ်းတွေလည်းပါပါတယ်အခုလိုရင်ဖွင့်ခွင့်ရလို့ DVP ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီနေရာဒေသတော့မပြောထားဘူးဒါပေမဲ့အခွန်တွေကောက်လို့ပြည်သူတွေစီမာက တောင်ဝန်ဒုတ်ဝန်ပိုးတွေဖြစ်နေတဲ့အကြောင်းရေးသားပြဖို့လာတဲ့ပေးတာကိုဖကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ကျမတို့စီစဉ်ရဲ့ပတ်စဉ်ပတ်တိုင်းစာရင်းနဲ့တပ်ပုံတွေပေးပို့ပြီးနေတဲ့ငါးမြင့်ဆောင်ကတာလူလူအောင်လံတပိတ်ကပေးစာပါရှင်အောက်တိုဘာလ9ရက်နေ့တဲ့သတင်းချုပ်လိုက်ပြကျော်တရက်နေ့မှာကတာမြို့နယ်ငါးမြင့်ဆောင်ကတာလူလူအောင်လံတပိတ်ဖွဲ့နယ်ပြည်သူတွေပူးပေါင်းပြီးသုံးချိန်မြောက်ဖြစ်အာနာရှင်ကိုတော်လှန်ရင်ကြာဆုံးခဲ့ရတဲ့ចောင်းသားပြည်သူရဟန်းရှင်လူရဲဘော်တွေစုပေါင်းပြီး ပန်းစီမီစက်ကပ်ပူဇော်ပွဲပြုလုပ်ခဲ့ပါတယ်။သူရဲကောင်းရဲဘော်တွေကိုအောင်းမေ့ဥညွတ်အလေးပြုခြင်း၊ရွာဦးဖျားကိုကြာပန်းစီမီတခုနေကင်ဆောင်ပြီးသုံးချိန်တတိနမောတတရွတ်စုလှည့်လည်ပြီးပန်းစီမီကက်လူစုတောင်းအမျှဝေရာတွေလုပ်ခဲ့ကြသလိုကြာဆန်ရေးစရုတီတာချွေးမှုရာတွေလည်းပြုလုပ်ခဲ့ပါတယ်။ဟာမင်းဆောင်ကတာလူလူအောင်းလံတပိတ်ဖွဲ့နဲ့ရဲဝေးရဲနီကပြည်သူတွေအပြင်ကြဆုံးခဲ့တဲ့ရဲဘော်များရဲ့မိသားစုဝင်တွေပူပေါင်းပြီးအခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်ဆိုပြီးဓာတ်ပုံလေးဗီဒီယိုတွေနဲ့တကွာပြပို့လာပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုဓာတ်ပုံတွေဗီဒီယိုဖိုင်တွေတော့ရေးသားပေးပို့လာလို့ကျေးဇူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်ထုတ်လွှင့်တက်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါစပ်အငှားဖေးတာများဖတ်ကြားခြင်းအစီအစဉ်ကိုအခုလိုရင်ဖွင့်စာရီပြင်ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေတော့ရေးသားပေးပို့လို့ရပါတယ်ခင်ဗျာရေးသားပေးပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင် .2dbb@gmail.com ကနေရေးသားပေးပို့နိုင်တယ်လို့ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com/2dbb ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66812164395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါမသိဒီကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ တခိုင်းနိုင်ကတာမြို့နယ်တွေကရေးသားပြပို့လာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာဆက်ပြရမယ်ဆိုရင်တော့မင်္ဂလာပါကတာမြို့နယ်ကပါစစ်ကောင်းဆောင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူတွေကစန့်ကျင်နေကြပါတယ်ကျမတို့ကတာနယ်သားတွေစစ်ကောင်းကြီးတောက်တိုင်တွေကိုမဲမထဲဖို့ကျိုးစော်လိုက်ပါတယ်ကျေးဇူးပြုပြီး DBB ကဖျက်ချပေးပါဆိုပြီးတော့စာအတူလေးရေးသားပြပို့လာတာပေါ့နော်ဒါဒီမှာဆိုရင်ဒါမကြခင်ကျင်းပါတော့မယ်ဒါစစ်တပ်ကနေပြီးတော့ဥဆောင်ကျင်းပါပြုလုပ်မယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီကတာမှာရှိတဲ့ပြည်သူတွေကတော့ဒါသူ့ရောင်ရွေးကောက်ပွဲကိုလက်မခံဘူးစန့်ကျင်နေတယ်မဲမထည့်ဘူးပေါ့လေဒီဟာနဲ့ပတ်သက်ပြီးတော့လေဒါသူတို့ရဲ့ဒါအခြေအနေတွေကိုဒါမဲမထည့်ဘူးဆိုပြီးနှိုးဆော်လိုက်ရတဲ့စာအုပ်ပေးပို့လာတဲ့စာကိုတော့တူ DPP ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာโอเคပါကိုအောင်ကျော်ရေအခုတစ်ခါညီမဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ AR ရီတိုင်းဂျုံပြောမျိုးနေရာပြပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော့တူ DPP အစီအစဉ်ခင်ဗျာတဲ့ကျွန်တော်က AR ရီတိုင်းဒေတာကြီးဂျုံပြောမျိုးနေကပါ ျွန်တော်တို့ရွာမှာနှလုံးသုံးလုံးချဲတိုင်တွေစီကလောင်းချေယူပြီးနေရင်းကောင်းဆောင်တို့ကလဆင်တောင်းခံနေပါဗျ။ဒါကိုသက်ဆိုင်ရာတာဝန်ရှိသူတွေသိရှိစေရန်တော်တူ DPP ကတစ်ဆင့်ကျေးဇူးပြုပြီးပြောကြားပေးပါခင်ဗျာ။ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ရင်ဖွင့်ရေးသားလာပါရှင်။ဟုတ်ပါပါမတ်တီရာဒီ AR တိုင်းဒေတာကြီးဒီဂျုံဂျော်မျိုးနေတဲ့ကပေးတာကိုဖျက်ပြပေးခဲ့တယ်ဆိုတော့ကျွန်တော်စီမှာလည်းဒီ AR တိုင်းကနေပြီးတော့ပေးပို့လာတဲ့ပေးတာရှိပါတယ်ခင်ဗျာ။ရေးသားထားတဲ့နေရာကတော့ကျွန်တော်တို့ဒီမြန်အောင်မြို့နယ်ကရေးသားပြပို့လာတာပဲဖြစ်ပါတယ်။ ထပ်ပြရမယ်ဆိုရင် ARD တိုင်းညံအောင်မြို့နယ်ဇလုတ်ကြီးကမ်းဘလူးပိန်းရွာမှာစစ်မှုထမ်းအတွက်ပတ်စံတွေတောင်းနေပါတယ်။ဂျွာလူကြီးနဲ့ယာအိမ်မှုကစစ်မှုထမ်းအတွက်သူတို့တောင်းတဲ့လောက်ပတ်စံကိုဒေသခံတွေကပေးနေရပါတယ်။မပေးရင်မှတ်ထားဟိုင်းပြီးတော့အထက်ကိုတင်ပြမယ်လို့ချိန်ချောက်ပါတယ်။ဂျွာသားတွေကမပြောရကြပါဘူး။ညဆိုရင်လည်းကင်းဆောင်နေကြရပါတယ်။ဖားစရာမရှိတဲ့အချိန်သူတို့တောင်းတလောက်ပေးနေရပါတယ်ဒါတွေကိုသက်ဆိုင်ရာတည်အောင်ကုညီဆောင်ရွက်ပေးပါ အမီမဖော်ပြပါနဲ့တောင်းဆိုပါတယ်ဆိုပြီးတော့မြန်အောင်မြို့ဇလုတ်ကြီးဒါကမ့်ဘလူပိန်ရွာမှာဆိုရင်ဒီစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဒီကျေးရွာအုပ်ချုပ်ရေးမှုတွေကဒေသခံတွေပေါ်ပတ်စံကောက်နေတဲ့အကြောင်းခြေသားပေးပို့လာတဲ့စာကိုဒေါက်တူ DVB ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေအခုတခါညီမဖတ်ပြပေးခြင်းနဲ့ပေးစာကတော့စကိုင်းတိုင်းမြောင်မြို့နေရာပေးပို့လာတဲ့ပေးစာပါရှင်ပြည်သူအစားပါစက်ငါတင်ဆက်ပေးပါတော့ကိုအောင်ကျော်ရေမင်္ဂလာပါတဲ့မြောင်မြို့နယ်ပန်းညိုရွာကပါ ရွာမှာတစားမုံးလာဆုပ်တည့်ရက်နေ့ကပအဖပကဖအမိခံအမျိုးသားတယောက်ကရွာမှာဖုံးပြောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်ချမ်းမာရေးချိုးတဲ့နေတဲ့ကလေးကိုဖမ်းဆီးပြီးရိုက်နှက်ခဲ့တဲ့အတွက်ကလေးကဒဏ်ရာတွေရပြီးစေကူတမှုခံယူနေရပါတယ်။အမှန်တကယ်ဖုံးကိုခိုးယူသွားတာကတခြားတယောက်ဖြစ်ပြီးနှစ်ပတ်မြောက်တဲ့အထိကျူးလွန်သူကိုအေးအေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။ဒီပုံစံတိုင်းသွားမယ်ဆိုရင်ငါကလက်နှက်ကိုင်ငါလှုပ်ချင်တယ်လို့လုပ်မယ်ဆိုပြီးဖြစ်နေပါတယ်။ NUG ကခွေရေးဝင်ကြီးနဲ့ သက်ဆိုင်ရာတိုင်းခရိုင်ကာကွယ်ရေးအဖွဲ့အစည်းတီးကထိန်းချုပ်နိုင်အောင်ကြိုးစားပေးပါလို့အကြံပြုပြရစီဆိုပြီးရေးသားပြပလာပါရှင်။ဟုတ်ကဲ့ပါမသိဘူး။ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်။နောက်ထပ်ပေးစာတစ်စောင်းကတော့ဒီတော်လန်ရေးရပ်ပေါ်တော့ရေးသားပြပလာတဲ့ရင်ဖွင့်စာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင် DPP မှာကိုအောင်ကျော်နဲ့အဖွဲ့သားများခင်ဗျာ။လူရီနဲ့တဟဇာတာဖြစ်အောင်ပြောရရင်ကျွန်တော်ကတော်လန်ရေးတဲ့ကိုနိုင်ဂျီမြားမှာ ခြံစည်းရိုးတိုးပြီးဝင်လာတာမျိုးမဟုတ်ပါဘူးကျွန်တော်ဆိုတာစီယုံရေးစင်းတဲ့ကာလအစသပိတ်အစအစုံပါဝင်ခဲ့တယ်လို့တော်လန်ရေးစပြီးဆိုကြဲကလုံနိုင်တယ်လို့ထင်တာမှန်သမျှအကုန်တော်လန်ရေးအတွက်ပံ့ပိုးပေးခဲ့တာပါတော်လန်ရေးသမားစစ်စစ်ဘဲပီရန်နဲ့တိုင်းကြလဲဆိုတာသိကျင်ပြီးပါတယ်ကျွန်တော်ကတော့တော်လန်ရေးလုံမယ်ဆိုပြီးအိမ်ကထွက်လာကြတဲ့ကဂျောပွဲအိတ်တလုံးနဲ့ပါတော်လန်ရေးအောင်ပွဲရတဲ့တနေ့ဂျောပွဲအိတ်တလုံးနဲ့ပဲဘသူအိမ်ပြန်ရဲလဲဆိုတာကို တော်လန်ရေးသမားစစ်စစ်ဖြစ်ဖို့ကျွန်တော်တို့တိုင်းသိတဲ့ပြည်တံပဲလို့မြင်ပါတယ်။ပညာရေးလည်းညှိမရ၊ကျန်းမာရေးလည်းအဆင်မပြေ။ပြည်သူအခြေခံဖို့ကျွန်တော်တို့ပြည်သူတွေကိုဒီတိုင်းကြီးမနေကြပါနဲ့လို့အန်ယူဂျီမှာတောင်းဝန်ရှိလူကြီးများကိုကြောကြားပေးပါခင်ဗျာဆိုပြီးတော့ဒါတော်လန်ရေးရဲ့ဘော်တယောက်ဈေးသားပေးပို့လာတဲ့ရေဖွင့်စာကိုတော်တူဒီဒီစင်ကနေဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကွာကျော်ရေးအခုတစ်ခါဖတ်ပြပေးစင်တဲ့ပေးစာကတော့ AR တိုင်းဒေဒီရဲ့မြို့နေရာပေးပို့လာတဲ့ပေးစာပါရှင်။ DVB ဖွဲ့သားများမင်္ဂလာပါခင်ဗျာတဲ့။စာရေးသားပေးပို့လာသူလည်းမင်္ဂလာပါရှင်။ AR တိုင်းဒေဒီရဲ့မြို့နယ်အုံမင်ကျေးရွာမှာကင်းတွေအခုထိမရက်တဲ့ပြင်အတူရောင်ရွေးကောက်ပွဲလုပ်ဖို့တောင်ပြင်ဆင်နေကြပါဗျ။ရွာမှာဆိုရင် 2D 3D ဒိုင်မကြီးအယောင်ပြပြီးနောက်ွယ်မှာမူးယစ်ဆေးရောင်းတာတွေရှိနေကြပါတယ်။ အုတ်ကြီးကိုပိုင်တယ်လို့စစ်ကောင်စီကိုပိုင်တယ်လို့ ਨੇ လှုပ်ရှားနေကြပါဗျ။စာဖတ်ပေးတဲ့ကိုအောင်ကျော်နဲ့မတ်တီတွေကိုကျေးဇူးတင်ပါတယ်။ DPP ဖွဲ့သားများအားလုံးကျန်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အောက်ကိုတော့မဖို့ပြပါနဲ့ဆိုပြီးတော့ရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါအခုလိုမျိုးဒီ AR တိုင်းဒေတာကြီး DDM မြို့နယ်မှာဖြစ်ပျက်နေတဲ့အကြောင်းဒါဖတ်ပြပေးတဲ့မတ်တီတွေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ဘေးစာတစ်ဆောင်ကတော့ဒါသခိုင်းတိုင်းဒါရင်းမပင်ခရိုင်မြို့နယ်ကရေးသားပေးပို့လာတဲ့စာကိုဖတ်ပြချင်ပါတယ်ခင်ဗျာ။ ဒေတာထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်ကိုအောင်ကျော်နဲ့မတည်ရင်ရင်းတစ်ဘက်ကစာကိုဖတ်ကြပေးလို့ယေစုတင်ပါတယ်ကျွန်တော်ကတော့သခိုင်းတိုင်းဒေတာကြီးရင်းမပင်ခိုင်းဆလင်းကြီးမြို့နယ်တဲ့ပါပါကြောက်ပြခြင်းတဲ့အကြောင်းအရာကတော့ဆလင်းကြီးမြို့နယ်ကိုအန်ယူဂျီလက်အောက်မရောက်ခင်တဲ့ကအခုချိန်ထိတရားရေးအဖွဲ့အားပတ်စံယူပြီးတော့အမှုများစွာကိုကင်တွယ်ဖြေရှင်းနေပါတယ်သူတို့ဖြေရှင်းပုံမဟုတ်ဘူးလို့ပြောမယ်ဆိုတော့လေဝတရားနှောက်ရှက်မှုနဲ့ချင်းချောက်ခံနေရပါတယ် သူတို့လိုအဖွဲ့အစည်းကြောင့်ပြည်သူတွေကယုံမုန်းကြီးဖြစ်နေပါတယ်။စက္ကဆကူမကြိုက်လို့တော်လန်နေတဲ့အချိန်မှာဘရင်က စက္ကဆလိုစိတ်ဓာတ်နဲ့လှုပ်လို့မရပါဘူး။အန်နူးကြီးလူကြီးမင်းများလည်းမြေပြင်ကိုသူတို့မသိအောင်ကွယ်စင်လေ့လာပြီးတော့တရားရေးမှန်တိုင်းကိုတိကျမှန်ကန်စွာတတ်မှတ်ပေးဖို့ဖိတ်ခေါ်ပြသည်။တော်တူ DVB ကိုအထူးကျေးဇူးတင်ပါတယ်။ကျမချမ်းသာကြပါစေခင်ဗျာဆိုပြီးတော့ဒီသခိုင်းတိုင်းဒေတာကြီးသလင်းကြီးမြို့နယ်တွေက တရားရေးမှန်တိုင်းနဲ့ပတ်သက်ပြီးတော့ရေးသားပြပို့လာတဲ့ပေးစာကိုတော်တူ DPP စီစဉ်ကနေဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေးအခုတခါနောက်ထပ်ပေးစာတစ်စာမဖတ်ပြခင်ပါတော့ကျမတို့ရဲ့တော်တူ DPP စီစဉ်ကိုစာရေးသားပြပို့ခြင်းနဲ့ဆိုရင်ဘယ်လိုကြောင်းရတွေကိုရေးသားပြပို့လို့ရတယ်ဘယ်လိုနေရာတွေကနေတစဉ်ဆက်သွယ်ပြပို့လို့ရတယ်ဆိုတာလေးပြပြပေးပါအောင်ရှင့်ဒီကဲပါကျွန်တော်တို့ရဲ့ဒီအပတ်စဉ်ပုံမှန်ထုံးလွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့ပြည်သူအစာပါဇက်အငှားပေးတာများဖတ်ကြခြင်းတော်တူ GBP စီစဉ်ကို စာရီရေးသားပြပို့တော်မယ်ဆိုရင်ရင်ဖွင့်စာရီအပြင်ကိုဒေတာကိုပဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုလည်းတပုံတွေဗီဒီယိုဖိုင်နေတဲ့တကွရေးသားပြပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တဲ့နေရာမှာတခုသတိထားရမှာကတော့ဒါလူပုဂ္ဂိုလ်တူတယောက်ကိုဒါမှမဟုတ်ရင်အခွဲသီးတစ်ခုကိုပေါ့လေဒါပုတ်ခွက်ဆွဆွဲထားတဲ့စာရီလူမျိုးဆိုရင်တော့ကျွန်တော်ရဲ့ဒီတော့တူ DBB အစီအစဉ်မှာစာရီကိုပြန်လဲစစ်စစ်ပြီးတော့မှဖတ်ကြားတင်ဆက်ပေးပါရခင်ဗျာ အဲနောက်တစ်ခုကတော့အပတ်စဉ်ဘတ်တိုင်းလိုလိုကျွန်တော်တို့ရဲ့ဒီ Talk to DBB စီစဉ်မှာဆိုရင်စာရီအများအပြားလက်ခံရရှိထားတာရှိရအောင်ပြောပြလိုတဲ့အကြောင်းအရာကိုအရင်အရှိရေးတာမျိုးမဟုတ်ဘဲနဲ့လူရင်းတူရှင်ပြပြစုံစုံနဲ့ပေါ့လေဒေတာပေးဖို့ကိုလည်းမေတ္တာရက်ခံလိုပါတယ်ပေးဖို့တော့မယ်ဆိုရင်တော့ email ကနေတစ်သိရေးတာပေးဖို့တော့မယ်ဆိုရင် talk2dpp@gmail.com ကနေရေးတာပေးဖို့လိုရပါတယ်ခင်ဗျ Facebook ကနေရေးတာပေးဖို့တော့မယ်ဆိုရင်တော့ facebook.com/ viber.tvb ရဲ့ messenger ကနေစင်ရေးသားပေးပို့လို့ရပါတယ်ခင်ဗျာ viber ဖုန်းနံပါတ်ကနေစင်ရေးသားပေးပို့ရမယ်ဆိုရင်တော့အပေါင်း66 8211 946395ကိုရေးသားပေးပို့နိုင်ပါပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ကျော်ရေးအခုတစ်ခါမှတော့ဗောနော်ဖားကတ်မှာအလုပ်လုပ်နေတဲ့အညာဒေတာကပြည်သူတယောက်ရင်ပွင့်ရေးသားလာတဲ့စာကိုဖတ်ပြပေးခြင်းပါတယ်ရှင်မင်္ဂလာပါ .2dpp အဖွဲ့သားများခင်ဗျာ ကျွန်တော်ကတော့ဖားကတ်မှာစီးပွားရှာနေတဲ့အညာဒေသကတာမန်ပြည်သူတူပါစာရေးသားဘူးလေးမရှိတာမို့အမားပါခရင်ခွင့်လွတ်ပေးပါပြည်သူတယောက်အနေနဲ့အများတီအောင်ရင်ဖွင့်တောင်းဆိုချင်ပါတယ်လက်ရှိဖားကတ်မှာဖြစ်နေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကလူသစ်စုဆောင်ရမှာညှင်တာဖို့နဲ့လူသစ်စုဆောင်ပြီးရှေ့တန်းတွေပဲပို့နေရင်အခြေခံလူတန်းသားတွေရေမဆေးကြောက်ရှာသူတွေနဲ့ကြောက်ဝိုင်းကိုအမိပြုပြီးလောက်ကင်နေရတဲ့ကျွန်တော်တို့ပြည်သူတွေအတွက်အခက်အခဲများစွာရှိပါတယ် KPDF နဲ့တခြားတော်လှန်ရေးတာဝန်ရှိသူတွေအနေနဲ့ဒီအခြေအနေကိုလစ်လျူရှုမှထားပဲညှိနှိုင်းပေးဖို့တောင်းဆိုချင်ပါတယ်။စန်တိတ်ကို2သိန်းခွဲဝက်သားတစ်ပိတ်တာ8000လောက်စသဖြင့်ကုန်စည်နှုန်းကြီးမားနေချိန်မှာ KIA အနေနဲ့ပေါ်တာဆွဲတာဟာလူမှုပေါ်အများကြီးအကျိုးသက်ရောက်မှုရှိနေပါတယ်။ဒီကိစ္စကို DPP မှာတင်ပြပေးစီလိုပါတယ်ဆိုပြီးတော့ရေးသားပေးဖို့လာပါရှင်။ဒီပြပါမသိအခုလိုမျိုးဒီဖာကန်ဒေတာမှာဆိုရင်ခုနဖတ်ပြသလိုမျိုးပေါ့လေစန်တိတ်ကို2သိန်းခွဲ ဖွဲ့သားတပိတ္တကို7000လောက်ဖြစ်နေတယ်ဆိုတဲ့အခြေအနေကလည်းကျွန်တော်တို့ဒီပြီးခဲ့တဲ့အရှိခေါက်တွေမှာဆိုရင်ဒါတွေလက်ခံရရှိရရှိရပေါ့လေဒီအခြေအနေပတ်သက်ပြီးတော့အဓိကတော့ဒီလိုမျိုးကုန်စည်နှုန်းတွေမြင့်တက်သွားတယ်ဆိုတာကဒီဖားကန့်ကိုလာတဲ့ကုန်ကားတွေကိုဒီစစ်တပ်ကနေပြီးတော့ဂိတ်တွေချပြီးတော့ဒါသွားလာခွင့်ဒါတားမြစ်ထားတဲ့အတွက်အခုလိုမျိုးဒေသတွေမှာကုန်စည်နှုန်းတွေမြင့်တက်သွားတယ်ဆိုတဲ့အကြောင်းပေးစာတွေရတယ်အရှိမှကျွန်တော်တို့ဖတ်ကြပေးခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဘာမှမသိဘူးကျွန်တော်အခုဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတောင်းကတော့ဒီပြင်ဦးလွင်ကနေပြီးတော့ရေးသားပေးပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်မင်္ဂလာပါ DVB အဖွဲ့သားအလုံးကျမ်းမာခြင်းချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေရင်ဖွင့်ကျင်တာကတော့ပြင်ဦးလွင်မြို့နယ်ဟိုလိန်အုပ်စုဥက္ကရာဆိုသူနဲ့နေထိန်ဆိုသူတွေကအချင်းပြတ်ခြားစားမှုတွေအချိန်ကြာမြင့်စွာလက်ရှိအချိန်ထိလုပ်နေတဲ့အတွက် မခံရနိုင်တဲ့အဆုံးအထက်လူကြီးများသိရှိစစ်ဆေးအေးအေးယူပေးပါရဲ့ရေဖွင့်လိုက်ရပါတယ်ချစ်မှုတန်းအလှည့်ကြပြီးဒီအပေါ်မှာမလိုက်ချင်ဘူးဆိုရင်တင်းတရာပေးဆောင်ရပါတယ်အလားတူအရှိမလဲတရားလုံးပဆန်ကောက်ခံပြီးတော့မှတင်း60ပေးခဲ့ရပြီးပါပြီနောက်ပြီးတော့မူရီစေဝါရောင်းဝယ်သူအ धिक တရားခံတွေကိုဖမ်းဆီးအေးအေးယူမှုမပြုတ်လို့ပဲနဲ့သုံးဆွဲသူလောက်သာဖမ်းဆီးငွေတောင်းပြီးတော့ပြန်လွတ်ပေးတာလောင်းကစားနှလုံးသုံးလုံး ဖဲတက်မောင်ကိုကားတွေကိုလက်ပေးလက်ယူနေတဲ့အတွက်ဒေတာရင်းမှာလည်းပေါ်များလာပါတယ်။ဒါကြောင့်ရဲရွာလုံးချုံမှုရှိတဲ့အထက်လူကြီးများသိအောင်တောင်းဆိုပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီပြင်ဦးလင်မျိုးနယ်ဟုံလေးအုပ်စုပေါ့လေဥက္ကရာဆိုသူနဲ့ဒီနယ်ထိုင်းကျဲတွေကအချင်းပြတ်ခြားစားနေတဲ့အကြောင်းခြေသားပြပူလာတဲ့ပေးစာကိုတော်တူ DVB စီစဉ်ကနေဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကောင်ကျော်ရေးအခုတခါကျွန်မဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ဒီမကွေးတိုင်းအထက်မင်းလားမြို့နေရပြပို့လာတဲ့စာပါရှင်။လေးစားရပါတော့ DBB ဝိုင်းတော်သားများခင်ဗျာ။မကွေးတိုင်းအထက်မင်းလားမြို့နေတောင်ဦးကျေးရွာကနှလုံးသုံးလုံးတိုင်ကိုစာရဖကဝင်ဖမ်းပါတယ်။ဒါပေမဲ့တကယ်တမ်းအကြီးစားလှူစားနေတဲ့သူကိုကြတော့မဖမ်းပါဘူး။ထန်းကိုင်းကျေးရွာအုပ်ကြီးတူနှလုံးသုံးလုံးတိုင်ကိုကြတော့မဖမ်းပါဘူး။နှလုံးသုံးလုံးအကျွေးမပေးနိုင်ရင်ညေသိန်းရာသိန်းလုံနေတဲ့ ထန်းကိုင်းအုပ်ကြီးတူနှလုံးသုံးလုံးတိုင်းကိုလည်းအေးအေးယူစေချင်ပါတယ်။အထက်လူကြီးမင်းများသိစေရန်ဖတ်ကြားပေးပါ။ကျေးဇူးတင်ပါတယ် DVB ဆိုပြီးရေးသားပေးပို့လာပါရှင်။ဟုတ်ကဲ့ပါ။အခုလိုဖတ်ကြားပေးတဲ့မက်တီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။မက်တီရေဒီတစ်ပတ်မှာကျွန်တော်တို့ရဲ့ Dot TV အစီအစဉ်ပေးစာတွေကိုပေါ့လေခဏကိုကျွန်တော်တို့စာတွေအများပြားဒါပို့တဲ့ data ကတော့ဒါ AI တိုင်း data လို့ဖြစ်မယ်လို့ပြောလို့ရမယ်ဗျာ။အခုလဲဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာကလည်းဒါ AI တိုင်း data ကြီးကနေပြီးရေးသားပေးပို့လာတဲ့စာပဲဖြစ်ပါတယ်။ အဲ့တော့အဲ့လိုမျိုးပဲကျွန်တော်တို့ဒီပေးတာတွေအများစုမှာဆိုရင်လည်းဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်နေရတဲ့ပြည်သူတွေဒုက္ခရောက်နေရတဲ့ပြည်သူတွေရဲ့ရင်းခွင့်စာတွေလည်းအများပြားလက်ခံရရှိနေရရှိပါတယ်။ဆိုတော့အခုဖတ်ပြပေးမယ့်အကြောင်းအရာကလည်းဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်နေရတဲ့ပြည်သူတွေရဲ့ပေးတာပေါ့နော်။ဖတ်ပြရမယ်ဆိုရင် AR တိုင်းညံအောင်မြို့နယ်လဟာပေါအုပ်စုမှာအသက်16နှစ်ကနေစပြီးတော့စစ်မှုထမ်းအကျုံးဝင်သူတွေကိုအပတ်စဉ်တိုင်း တသိန်းကနေ6000ကျက်အထိအပတ်စဉ်တိုင်းအုပ်ချုပ်ရေးမှုတွေကတိုက်လံကောက်ခံနေပါတယ်။စားဖို့ထက်သူတို့ကိုပေးဖို့မနေရုံးကန်နေရပါတယ်။မရှိရင်သူများစီကနေပြီးတော့ချင်းငှားပြီးတော့ပေးနေရပါတယ်။ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေအရေးယူနိုင်အောင်လို့တော်တူ DPP ကနေတစ်ဆင့်ရင်ဖွင့်လိုက်ရပါတယ်။ဆိုပြီးတော့ဒါစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ဒါအဂရိလိုက်စားမှုတွေအကျင့်ပြတ်ခြားစားမှုတွေဖြစ်ပျက်နေတဲ့အကြောင်း ခြေသားပြပလာတဲ့ပေးစာကိုတော်တူ DP စီစဉ်ကနေဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကောင်ကျော်ရေအခုတခါဖျက်ပြပေးမယ်ပေးစာကလည်းဒီဘူကလေးမျိုးနယ်ကပေါ့နော်စစ်မှုရန်ဥပဒေနဲ့ပတ်သက်တဲ့အကြောင်းပြပလာတဲ့စာပါပဲရှင်စစ်မှုရန်ဖမ်းပြီးတဲ့3900နီးပါးပြည်သူတွေစီကအချင်းချောက်ငွေတောင်းကအထက်လူကြီးတွေနဲ့ပေါင်းစားပြီး KTP မှာနေတိုင်းပျော်ပါနေတဲ့ဘူကလေးကအုပ်ချုပ်ရေးမှူးအကြောင်းပြောပြခြင်းပါတယ်ဘူကလေးမျိုးနယ်တကံဝကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက တကန်တိုင်းရဲ့အတွင်းကျေးရွာတွေကအစစ်မှုထမ်းမဲ့လူငယ်900ယောက်ကိုထောက်ပံ့ငွေပေးဖို့အတွက်ဆိုပြီးတော့၄ချိန်ကောက်ခံငွေသိန်းပေါင်း689သိန်းကျော်ကိုရရှိခဲ့ပါတယ်။အဲ့ဒီငွေတွေကိုအစစ်မှုထမ်းမဲ့လူငယ်တွေကိုလုံးဝမပေးဘဲအထက်လူကြီးတွေနဲ့ပေါင်းပြီးသူတယောက်တည်းအလွဲသုံးစားလုပ်ပြီးဖျက်ဆားခဲ့ပါတယ်။ပြီးတော့လူငယ်တချို့ကိုလည်းစစ်မှုထမ်းရမယ်ဆိုပြီးချင်းချောက်ငွေတောင်းခံတာတွေလည်းရှိပါတယ်။အခုလိုပြည်သူငွေကိုအလောသုံးစားလုပ်နေရကြောင့် တာဝန်သိပြည်သူတယောက်ကအခုနှစ်မတ်လ16ရက်နေ့ကတိုင်စာပို့ခဲ့ပေမဲ့အခုအော်တိုဘာလအထိအထက်လူကြီးတွေကအုပ်ချုပ်ရေးမှုကိုထိရောက်စွာအရေးယူခြင်းမရှိသေးပါဘူး။ခုလိုအများပြည်သူကစီးပွားရေးကြက်တဲနေတဲ့အချိန်မှာစစ်မှုရန်ကောက်ခံငွေဆိုပြီးခေါင်းစဉ်တက်ခါမတရားကောက်ခံထားတဲ့ပြည်သူငွေတွေကိုအထက်လူကြီးတွေနဲ့ပေါင်းပြီးသုံးဖြုံနေပါဗျ။ဒီလိုပြည်သူတွေပေါ်စစ်မှုရန်ကိစ္စကိုဗန်းပြပြီးအလွဲသုံးစားလုပ်နေတဲ့အုပ်ချုပ်ရေးမှုကိုသက်ဆိုင်ရာလူကြီးမင်းတွေခုတိုင်းပဲကြည့်နေကြမှာလား။ သူလုံးနေတာတွေအတွက်ထိရောက်တဲ့အရေးယူမှုတွေမလုပ်ချဘူးလားဆိုပြီးတာဝန်သိပြီးသူတယောက်နေနဲ့မေးခွန်းထုတ်ချင်ပါတယ်ဆိုပြီးရေးသားပေးပို့လာတာပါရှင်ဒီဘာမှမသိအခုလိုမျိုးစစ်မှုထမ်းဥပဒေကြောင့်ပေါ့လေဒါလက်ပေးလက်ရှိတဲ့အကြေးရှိရတဲ့ပတ်သက်ပြီးတော့ဒါမကြသေးခင်ကလည်းဒါပသိမ်မျိုးပေါ်မှာရှိတဲ့အုပ်ချုပ်ရေးမှုတွေဒါရကြေးအုပ်ချုပ်ရေးမှုတွေကိုဒါနေပြည်တော်ကနေဆင်းပြီးတော့ဖမ်းဆီးတယ်ဆိုတော့ဒါသတင်းတွေကလည်းတွင်ပြင်ခဲ့ရပါတယ်ခင်ဗျာဒါအခုအခုမှလည်းဆက်ပြီးတော့ AI တိုင်းတခြားဒေတာမှာဆိုရင်လည်း အခုလိုမျိုးစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့လက်ပေးလက်ယူမှုလုပ်နေတဲ့အကြောင်းဒေတာပေးပို့လာတဲ့စာတွေကိုဒါဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးမယ်နောက်ထပ်ဒေတာတစ်ဆောင်ကတော့ဒါဒေတာပေးပို့လာတဲ့ကြပြာပဲဖြစ်ပါတယ်ခင်ဗျာ။ကြပြာကတော့ကျွန်တော်တို့ဒီ .dpp စီစဉ်ကိုပုံမှန်ပေးပို့နေတဲ့ကြပြာတွေပေါ့လေပုံမှန်ပေးပို့နေတဲ့ကြပြာဆရာမောင်တုခင်တမမီရေးသားပြပူလာတဲ့ကြပြာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့ကြပြာခေါင်းစဉ်ကတော့ရွာအပြင်ကစာဆိုပြီးတော့ရေးသားထားပါတယ်ခင်ဗျာဖတ်ပြရမယ်ဆိုရင် ။ဖြစ်ပျက်ကြီးထဲမှာကွင်းငယ်ဘူးသောဖျားကိုလည်းယုံကြည်ပါ၏။ကွင်းလာလက်တန်သောဖျားကိုလည်းယုံကြည်ပါ၏။ထို့ထက်လက်ရှိအမှန်တရားကိုသာပို၍တာ၍ယုံကြည်လိုပါ၏။ဖြစ်ပျက်ကြီးထဲမှာဈေးရီရွှေမကက်ရရင်နေပါစေ။နေထိုင်မကောင်းတဲ့ပြည်သူတွေအတွက်ဆေးဒုက္ခဖြစ်ဖြစ်ကုလိုပါ၏။ဖြစ်ပျက်ကြီးထဲမှာကြော်ပွဲစွာမထွက်ရရင်နေပါစေ။တော်လန်နေတဲ့လူငယ်တွေအတွက်ရည်တသက်အဖြစ်ဖြစ်ကုလိုပါ၏။ ဖြစ်ပျက်ကြီးထဲမှာခေါင်းလောင်းမထိုးရရင်နေပါစီဟောင်းလောင်းအိုးတွေတဲ့စံတပီဖြစ်ဖြစ်ကုလိုပါ၏ဖြစ်ပျက်ကြီးထဲမှာနပန်းမကက်ရရင်နေပါစီကတ်ဆိုးတဲ့ကပြည်သူတွေအတွက် တက်ကွင်းတဲ့ကဆွဲထုတ်လိုပါ၏ခိပြက်ကြီးထဲမှာပွဲတော်တွေမသွားရရင်နေပါစီခဲထားတဲ့အရေးတော်ပုံအတွက်တဲတပွင့်စာပါဝင်လိုပါ၏ခိပြက်ကြီးထဲမှာခေါင်းပေါင်းစမထောင်ခြင်းလဲနေပါစီကောင်းမြတ်တဲ့အခါတော်ရောက်စီဖို့ ရောင်းတဲ့ကစိတ်အမှိုက်တွေဆက်တင်ကြပါစို့မောင်သူခင်တမမြေဆိုပြီးတော့ရေးသားပြပို့လာတဲ့တရားကိုဖတ်ပြပေးလိုက်ရပါမယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေအခုတခါဖတ်ပြပေးခြင်းနဲ့ပေးစာကပေါ့เนาะဒီကုန်းလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံချုပ်ကဦးစီးမှုကြောင့်ရေးသားပြပို့လာတဲ့ပေးစာပါရှင်ကုန်းလန်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာနတဲ့ရုံချုပ်နေပြီးတော့စီမံရေးရာဌာနကညွှန်ကြားရေးမှုဟာဝန်ထမ်းတွေကိုမဖြစ်မနေမဲပေးကြဖို့မဲစည်းမှာနာမည်ပါမပါ မပါရင်လဲမဲစင်းရှောက်ထားကြဖို့အတင်းအကျပ်ဖိအားပေးလျက်ရှိပါတယ်။မဲမပေးသူတွေကိုအေးအေးယူခံရမယ်ဆိုပြီးတော့ချိန်ချောက်ပြောဆိုနေပါတယ်။ဒါကိုအများသိအောင်ဖတ်ကြားပေးပါဆိုပြီးရေးသားပေးပို့လာပါရှင်။ဟုတ်ပြီပါမတီဗီနောက်ထပ်ပေးတာတစ်စောင်မဖတ်ပြခင်မှာ .dvb စီစဉ်ကိုစာရည်ရေးသားပေးပို့တော့မယ်ဆိုရင်အခုလိုရင်ဖွင့်စာရည်ပြင်ဓာတ်ပုံလေးဗီဒီယိုဖိုင်နဲ့တကွာရေးသားပေးပို့လို့ရပါတယ်ခင်ဗျာ။ရေးသားပေးပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတစ်သိရေးသားပေးပို့တော့မယ်ဆိုရင် www.dbb@gmail.com ကနေရေးသားပေးပို့လို့ရပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့လို့မယ်ဆိုရင်တော့ facebook.com မြန်ဆောင် .dbb ရဲ့ messenger ကနေပြင်ရေးသားပေးပို့လို့ရပါတယ်ခင်ဗျာ Viber ကနေပြင်ရေးသားပေးပို့လို့မယ်ဆိုရင်တော့အပေါင်း66 8211 6469ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ သူကဘာမှသိရကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာတစ်သောင်းကတော့ဒီသခိုင်းတိုင်းရင်းမပင်ခရိုင်တွေကရေးသားပြပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာဖက်ပြရမယ်ဆိုရင်တော့မင်္ဂလာပါ DVP ဖွဲ့သားများခင်ဗျာ2025ခုနှစ်အောက်တိုဘာလ3ရက်နေ့မိုးလွယ်ပိုင်းကသခိုင်းတိုင်းဒေသကြီးရင်းမပင်ခရိုင်ပလဲမြို့နယ်ကံကြီးကျေးရွာကအမျိုးသမီးတူကြောက်တန်းရွာနာကပယ်စိန်ကင်းတစ်ခုမှာတည်ဆုံးခဲ့ပါတယ်တည်ဆုံးသူကဥကောင်းနဲ့အထက်နှက်ခမ်းမှာ ဓာတ်တံရတွေရရှိခဲ့ပြီးမျက်မြင်သက်သေတွေအဆိုရအကြမ်းဖက်မှုဖြစ်နိုင်ကြောင်းတန်တရားရှိခဲ့ကြပါတယ်။မိသားစုဝင်တွေကအဲဒီပြင်ညာရင်းချင်းဒေတာကန် PDF စေယုံကိုပို့ဆောင်ပေးခဲ့ရပါတယ်။နောက်နေ့မှာတော့မုံရွာပြည်သူစေယုံအဲဒီကနေတဆင့်မန္တလေးပြည်သူစေယုံအဆင့်ဆင့်ကိုလွှဲပြောင်းခဲ့ကြပါတယ်။အဆိုပါအမျိုးသမီးဟာအော်တိုဘာလ10ရက်နေ့နေ့ပိုင်းမှာပဲဒေဆုံသွားခဲ့ပါတယ်။ဒေဆုံချိန်မှာအသက်44နှစ်ရှိပြီးတော့သားလေးယောက်သမီးတစ်ယောက်ရှိပါတယ်။အခုဖြစ်တဲ့ဖြစ်ပွားချိန်မှာ စီရေးအခြေအနေငြိမ်သက်ပြီးတော့စစ်ကြောင်းတွေလည်းမရှိခဲ့ပါဘူး။ဒါကြောင့်မလို့အဆိုပါဖြစ်စဉ်ကို DPP သတင်းအဖွဲ့မှစုံစမ်းစစ်ဆေးပြပါရန်ညွှန်လင်းပါတယ်။ကံကြီးကြီးရွာပလဲမြို့နယ်ရင်းမမေခရိုင်စကိုင်းတိုင်းဒေသကြီးဆိုပြီးတော့ဒေတာပြပို့လာတဲ့စာပေါ့နော်။ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီတော်တူ DPP အစီအစဉ်အားဆိုရင်ဒီပြပို့လာတဲ့ပေးတာတွေကိုဒါအကြောင်းအရာတွေပေါ့လေဒါသက်ဆိုင်သူတွေသိရှိစေဖို့ဒါဖတ်ကြားပေးတဲ့အစီအစဉ်တစ်ခုဒါဖြစ်ပြီးတော့ဒါအခုဖြစ်စဉ်အားဆိုရင်ဒါသတင်းဌာနတစ်ခုအနေနဲ့ပေါ့လေ စုံစမ်းစစ်ဆေးပေးပြီးတော့ဒါတရားမျှတမှုရရှိအောင်ဒါဖော်ဆောင်ပေးတဲ့အဖွဲ့မဟုတ်ဘူးဆိုတာကိုလည်းသိသိချင်ပါတယ်ခင်ဗျာဒါကြောင့်မလို့အခုအစီအစဉ်ကိုဒါသက်ဆိုင်ရာတာဝန်ရှိသူတွေကြားသိစေပြီးတော့ဒီဆုံးသူအတွက်တရားမျှတမှုအမြန်ဆုံးရရှိစေဖို့တော်တူ DV စီစဉ်ကနေပြီးတော့ဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတစ်ခါဖတ်ပြပေးမယ်ဘေးစာကတော့ကျမတို့ဒီနေ့အစီအစဉ်ရဲ့နောက်ဆုံးစာပါရှင့်ဒီစာကတော့ရခိုင်ပြည်နယ်ပေါတောမြို့နယ်ရာပြည်သူတယောက်ပြပို့လာတာပါရှင့် မင်္ဂလာပါတော့တူ DBB ဖွေသားများကျမ်းမာလို့ချမ်းသာကြပါစေ။စာရေးသားပြပို့လာသူလည်းကျမ်းမာချမ်းသာပါစေရှင်။ကျွန်တော်ကရခိုင်ပြည်နယ်ပေါတောမြို့နယ်ကပါဒီစာလေးကိုတော့ဖတ်ကြားပေးပါနော်။ကျေးလက်ဒေသတွေမှာ ULAA ကခန့်အပ်လိုက်တဲ့ရကြေးအုပ်ချုပ်ရေးမှုတွေဟာအာဏာတွေကိုအလွန်သုံးနေကြပါတယ်။ကျွန်တော်တို့ရခိုင်ပြည်နယ်မှာအခုလိုကြားကာလမှာဆိုအလုံးမရှိပါဘူး။ကုန်ကြစရိတ်ကစေသိန်းကနေ340အထိကုန်ကြပါတယ်။ငါးပစုံကသာအားကိုလုကန်ရပါတယ်။ ဒါပေမဲ့အုတ်ချုပ်ရည်မှုတွေကကျေးရွာတွေမှာပိတ်ပင်ထားပါတယ်။ရွာထဲမှာမလုပ်ရပါဘူး။တကယ်စိတ်မကောင်းဖြစ်ရပါတယ်။အလုံးမရှိလို့လုံးမရငွေပေးဆောင်ရတယ်။၆ပောက်ခတ်ပါတယ်။ချင်း၆ပြီးတော့ရိုက်ပါတယ်။ကိုတိလည်းရောက်ကျူးလွန်ပါတယ်။ဒါကိုသွားတိုင်ရင်ရဲကဘာမှလုံမပေးပါဘူး။ကျွန်တော်တို့ပြည်သူကဘာမှလှူစားလို့မရသလိုဘာမှမတိုင်ကြားလို့မရပါဘူးဗျ။ဒီကြားတဲ့ကအကောက်ခွန်တွေလည်းများပါသေးတယ်။ဒါတွေကိုအထက်ကဘိုးချုပ်ဘိုးမှုတွေတိစေခြင်းပါတယ်။ အနာပိုင်းတွေကျူးလွန်နေတာကိုတိုင်ကြားလို့ရတဲ့အဖွဲ့တော့ရှိစေချင်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ဟုတ်ကဲ့ပါ။ဘတ်စင်ပုံမှန်ထုတ်လင်းတိစက်ပေးနေတာဖြစ်တဲ့ပြည်သူအစားပါစပ်ငါပေးတာများဖျက်ချခြင်းအစီအစဉ်ကိုရခိုင်ပြည်နယ်ပေါတော်မြို့နယ်ကရေးသားပေးပို့လာတဲ့ပေးတာနဲ့ပဲအဆုံးသတ်ပြတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ပြည်သူ့စာပစံငါပေးတာများဖတ်ကြားခြင်းတော့ဒူ DVB စီစဉ်ကိုအပတ်စဉ်အင်္ဂါနေ့တိုင်းအသစ်ထုတ်လွှင့်ပြီးတော့နောက်ရက်တွေမှာလည်းထပ်ဆင့်ပြန်လည်ထုတ်လွှင့်ပေးပါရစေခင်ဗျာ။ စာရေးသားပေးပို့သူအပေါင်းနဲ့မြန်မာပြည်သူပြည်သားအပေါင်းဘေးအန္တရာယ်ကင်းထွာကြပါစေလို့တော်တူ DPP အဖွဲ့သားတွေကဆုမွန်ကောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။